မင်္ဂလာပါဒီကနေ့မှာတော့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလအတွင်းမှာကောက်ယူရရှိခဲ့တဲ့မှတ်တမ်းတွေအရတရားလက်လွတ်တပ်ဖြတ်ခဲ့တဲ့အမှုပေါင်း135ခုနေအိမ်နဲ့ပြည်သူပိုင်ပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အမှုပေါင်း130တွေ့ရပြီး အခြားချိုးဖောက်မှု138မှုအပါအဝင်လူခွင့်ချိုးဖောက်မှုစုစုပေါင်း604မှုကိုရရဆက်ဆက်ကျူးလွန်ခဲ့တာကိုတွေ့ရပါတယ်။ဒီလူခွင့်ချိုးဖောက်မှုတွေကိုစကိုင်းတိုင်းမှာ124မှုမင်္ဂလေးတိုင်းမှာ134မှုမကွေးတိုင်းမှာ62မှုနဲ့တခြားတိုင်းရဲ့ပြည်တွေမှာဖြစ်ပွားခဲ့တဲ့ချိုးဖောက်မှုတွေကိုပါမှတ်တမ်းတင်ရယူနိုင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီးတော့ဖေဖော်ဝါရီလအတွင်းသခိုင်းတိုင်းမှာ68ကျိမင်္ဂလီတိုင်းကို54ကျိအခြားတိုင်းနဲ့ပြည်မှန်းမှာတော့စုစုပေါင်း100ကျိတိုင်တိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်တိုင်းပြည်ပြည်အသီးသီးမှာစုစုပေါင်းလူနေအိမ်219လုံးစာတင်ကျောင်း12ခုဘာသာရေးအဆောက်အအုံ28ခုနဲ့ ကျမ်းမာရေးအဆောက်အုံ15ခုကိုအစိုးရစွာပြက်စီးဆုံးရှုံးခဲ့ရပြီးတော့တည်ဆုံးသူစုစုပေါင်း142ဦးနဲ့ကံရရရှိသူစုစုပေါင်း368ဦးထိရှိခဲ့ပါတယ်။ဒါအပြင်ဖေဖော်ဝါရီလအတွင်းမှာအစုလိုက်ပြုံလိုက်တက်ဖြတ်ခံခဲ့ရသူပေါင်းအရက်80ရှိခဲ့ပါတယ်။အထူးဆိုးရတဲ့လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေအနေနဲ့2025ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာ မွန်ပြည်နယ်ရင်းမြို့ကအကြမ်းဖက်ဆဲအုပ်စုလက်အောက်ခံရင်းမြို့မှရဲစခန်းပစ်ခတ်မှုအတွင်းပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့အချုပ်သား9ဦးကိုပြန်လည်ဖမ်းမိချိန်မှာပစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်2025ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့ညတကောင်ရံ7:00နာရီ9မိနစ်ခန့်မှာလဲမန္တလေးတိုင်းပြည်ဦးလွင်ခရိုင်မိုးကုတ်မြို့အနောက်ပိုင်းကတဲရအုပ်စုနဲ့ကျောင်းပြင်အုပ်စုကြား ဝင်းထရံရက်ကွက်ရှိကြောက်တွင်းဝင်းထရံလောက်ကွက်ကိုအကြပ်ကစစ်အုပ်စုရဲ့လက်တက်ကဝိုင်းကျွဲနေရင်အုံပြုက၅ချိန်တိုက်ခိုက်ခဲ့ပြီးဘုံ၂၅လုံးခန့်ချဲချခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ပြည်သူ၆ဦးတေဆုံးပြီးပြည်သူ၁၄ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။ 2025ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကနေဖေဖော်ဝါရီလ14ရက်နေ့အထိ၃ရက်တာအတွင်းမှာလဲစကိုင်းတိုင်းမုံရမြို့နယ်နဲ့ကလေးမြို့နယ်ကအရက်သားပြည်သူတွေကိုလေချောင်းအုံပြုပြီးဆွတ်ဆွရရပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါမြို့နယ်နဲ့မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို၃ရက်တာကာလအတွင်းဘုံအလုံးကြီး212လုံးထပ်မနေချဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မုံရမြို့နယ်ကရောင်ဖြူပင်ရွာနဲ့ တစ်ဆိတ်ရွာအနီးကကြေးရွာတွေကိုဖေဖော်ဝါရီလ12ရက်နေ့မနက်ပိုင်းတပိုင်းတည်းမှာဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အလားတူကလေးမြို့နယ်တောင်ပိုင်းကကြေးရွာတွေကိုဖေဖော်ဝါရီ12ရက်တရက်ထဲမှာပဲအနည်းဆုံးဘုံ64လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ၃ရက်တာကာလအတွင်းလေချောင်းကနေပုံကျဲချတာလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေကြောင့် မုံရွာနဲ့ကလေးမြို့နယ်နှစ်မြို့နယ်အတွင်းကကလေးငယ်6ဦးအပါအဝင်အရသားပြည်သူစုစုပေါင်း15ဦးသေဆုံးခဲ့ပြီး29ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်စာတင်ကျောင်းနဲ့ဆေးရုံတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီ18ရက်မှာလဲစစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအင်အား150ဝန်းကျင်ဟာမကွေးတိုင်းပွင့်ဖြူမြို့နယ်ရေပုတ်ကလေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရာဂန်အမျိုးသား12ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ထဲက6ဦးကိုမတရားအနည်းမှာတပ်ဖြတ်ခဲ့ပါတယ်။ဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အဆိုပါအကြမ်းဖက်စစ်ကြောင်းမှာဝင့်ဖြူဝါဆိုင်ပြိုးရိတ်တက်ဆက်လေးအခြေဆိုင်ခလာရ253 254 255၊ကြောက်ကြီးကုန်းနဲ့ရေပုတ်ကလေးရွာပြူစောတိအဖွဲ့ရေပါဝင်တဲ့ပူပေါင်းစစ်ကြောင်းဖြစ်ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာ ကချင်ပြည်နယ်မိုးမောင်းမြို့နယ်နန်းအီရွာကိုအခြားကစစ်အုပ်စုကတိုက်ပွဲဖြစ်ပွားတာမရှိဘဲရွေကြောင်းကနေပုံချဲတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ကလင်းငယ်တွေအပါအဝင်မိသားစု9ဦးသေဆုံးခဲ့ရပြီးရှိသူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခြားကစစ်အုပ်စုဟာ2021ခုနှစ်အာဏာသိမ်းရန်ကြိုးပမ်းစဉ်ကတည်းကယခု2025ခုနှစ်အထိအရသာသူတွေကို တိတ်ကြီးပျက်စီးစေလိုတဲ့အရွယ်ချက်နဲ့အထက်ပြစ်မှတ်ထားတိုက်ခိုက်နေစေပဲဖြစ်ပါတယ်ဒါဟာနိုင်ငံတကာစစ်ပွဲဆိုင်ရာရာဇဝတ်မှုများအပါအဝင်နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကိုပေါ့ပေါ့တင့်တင့်ချိုးဖောက်ပြီးရာဇဝတ်မှုတွေကိုဆက်လက်ကျူးလွန်နေရပဲဖြစ်ပါတယ်။ အချမ်းဖတ်ဆုဆုကကျူးလွန်တဲ့လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေမှတ်တမ်းတွေကိုလည်းလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကစနစ်တကျမှတ်တမ်းတင်ထားရှိတာတွေအပါအဝင်လိုအပ်တဲ့အဖြစ်ပေးအရေးယူရေးဆိုင်ရာနဲ့တရားမျှတမှုဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေအတွက်အသုံးချနိုင်မှုစနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။ပြည်သူတရားလုံးတန်းတူညီမျှမှုရရှိရေး ငြင်းချင်ရင်းနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်တွေကိုခက်ခိုင်မမလက်ကင်ဆွဲပြီး အချမ်းဖက်ဆို့ဆူရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအေးအေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။